။အားလုံးပဲမင်္ဂလာပါဗျ။ဒီနေ့က2025အောက်တိုဘာလ19ရက်နေ့ဖြစ်ပါတယ်နော်။တချို့ကအောက်မှလာပြီးတော့မန်းကြတယ်။ကိုကျော်ကြီးဝိပဿနာတရားလေးတွေဟောပြပါဦးနဲ့။တချို့ကလည်းဝိပဿနာတရားကိုဆင်းရွှေ့ခြင်းလို့ပါတဲ့။တချို့ကလည်းဗီဒီယိုဖိုင်ကြီးလာပြတယ်။ကိုလုံးကြီးကိုရင်ထိုးပြီးတော့ရှူရှဲရှူရှဲလုပ်နေတဲ့အားတွေပေါ့နော်အဲ့ဒါတွေကမှန်သလားပေါ့အဲ့တော့ ကမ္မထန်းကကမ္မထန်း40လောက်ရှိတယ်ဗောနော်ဗုဒ္ဓဘာသာမှာကမ္မထန်း40ပြင်ကိုအခြားသောမိမိတို့နီမိမိတို့ဟန်တဲ့လုပ်နေတဲ့ကမ္မထန်းတွေကလည်းအများကြီးပါပဲဝိပဿနာဆိုတဲ့စကားကပြောဖို့အလွန်တမအလှမ်းဝေးပါတယ်ဗုဒ္ဓဘာသာတွင်နီနဲ့အလှမ်းကျယ်လို့အလဲလက်တာပါမြတ်စွာဘုရားကဘာဟောလဲဆိုတော့ငါကားတဲ့ ပုံကိုယ်တွေကိုစတွေ့တွေ့ခြင်းပါအရဟတဘုဆိုင်ကြောင်းတရားကိုမဟုတ်ဘူးအရဟတဘုဆိုင်ကြောင်းဆိုတာဝိပဿနာပါပဲဝိပဿနာတဲ့တရားကိုငါစပြီးမဟုတ်ဘူးလို့ပြောလိုက်တာပဲဘာကိုစဟောလဲဆိုတော့လုပ်ငန်းစဉ်တိတ်ခါစဉ်ခြင်းစဉ်ဆိုတာရှိတယ်တဲ့တရားတရားရှိတဲ့ပုံကိုကအနည်းကိုချင့်ကတ်တယ်တဲ့အနည်းကိုချင့်ကတ်တဲ့ပုံကိုကတရားကိုနားယူတယ်တရားနာတဲ့ပုံကိုကရိုးရိုးတည်တည်စောင့်နာတယ်တဲ့ရိုးတည်တည်စောင့်နာတဲ့ပုံကိုကအဲ့တရားရဲ့အနက်ကိုသိအောင်လုပ်တယ်တဲ့တရားရဲ့အနက်ကိုသိအောင်လုပ်ပြီးအားထုတ်တယ်တဲ့အားထုတ်ပြီးွားလို့ရှိရင် တိတ်လာတဲ့ခါကျရင်ပုံပြီးစင်ကျင်တယ်ပွားများတယ်တဖြည်းဖြည်းချင်းမျက်စွာဘုရားကဟောသွားတာဒါတွေကဘာကိုပြောတာလဲဆိုတော့မျက်စွာဘုရားကတုတ်တန်တစ်ခုမှာတရားတစ်ပုဒ်ကိုဟောလိုက်တယ်တူတူချင်းချင်းလေးဟောလိုက်တာအနတ်အဓိပ္ပာယ်သိဖို့မလိုအဲ့တူတူချင်းချင်းလေးကိုအရင်ဆုံးအလွတ်ရအောင်စောင့်ထားရတယ်ပရိသတ်သမုတ်ဘတ်ကိုအင်္ဂါဆန်နှစ်ပါးနဲ့ဟောလိုက်တယ်အဲ့ပရိသတ်သမုတ်ဘတ်တရားလေးကိုဟောထားတယ်တုံညာတုံညာတဝိတ္တိဖြစ်တဲ့အတွက်ဝေဒနာကလည်းအိဋ္ဌပဲခန္ဓာတွေအကုန်လုံးအိဋ္ဌပဲဟဲ့လား တညာဝေဒနာတညာသင်္ခါရအကုန်လုံးအနိစ္စပဲလို့ဟောခဲ့တဲ့တုတ်တန်လေးကြီးနည်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 းစီခေါ်ထားတယ်။အဲ့ဒါလေးကိုစောင့်ထားပြီးအဲ့ဒါလေးကိုအလို့ရအောင်မှတ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 ်ထားရင်ဒါကဘာကိုဟောတာလဲဘာကိုပြောတာလဲဆိုသိကျင်တာ။နောက်တစ်ပုတ်မှနောက်တစ်မျိုးဟောတယ်နောက်တစ်ပုတ်မှနောက်တစ်မျိုးဟောတယ်။တခါတလေတုတ်တန်လေး90ပုတ်လောက်ဆူလိုက်တော့မှအထိပ္ပယ်တစ်ခုပေါ်လွင်လာတာရှိတယ်။ဘာဖြစ်လို့ဆိုတော့တနည်းတနည်းမှအချင်းအချင်းကြီးဟောတာလဲ။တခါတလေမှမျက်စွာဘုရားကအကျေဟောတယ်။အကျေဟောပြီးမှအကုန်ဟောခဲ့တာမဟုတ်ဘူး။နောက်တစ်တုတ်တန်တစ်ခုမှနောက်တစ်မျိုးတစ်မျိုးတစ်ပုံပြန်ဟောတာရှိတယ်။ ဥပမာပြောရမယ်ဆိုရင်တတိပဋ္ဌာန်၄ပါးဆိုခေါ်လိုက်တဲ့တုတ်တုတ်တုံးမဟာပါမှာရှိတယ်။ရဲစွာဘုရားကအဲ့ဒီတုတ်ကိုခေါ်လိုက်တယ်။ရုပ်တွေကဘလို့ဝေဒနာကဘလို့ဒီလောက်ကလေးအကျဉ်းလေးပဲပြောသွားတာ။နောက်တစ်နေရာကျမှတခါတုတ်တန်တစ်ခုကိုပေါင်းပြီးတော့ရုပ်ကိုဘလို့ကြည့်ဆိုတာတခါပြန်ဟောသွားတယ်။အာနာပါနတတိပဋ္ဌာန်တုတ်ကြီးကိုခေါ်တော့ရတယ်ဒီတိုင်းပဲ။အာနာပါနတတိပဋ္ဌာန်ဒီခန္ဓာကိုယ်ကိုဖြောင်းဖြောင်းထားအဲ့တော့ဒီနေ့တရားစခန်းဒီမှာက ကိုကိုရှော့ထားတော့ဒါမျိုးတွေကိုနီးကိုဟန်နဲ့လုံတာတွေရှိတယ်။ရှူရှက်ရှူရှက်ကိုတခါတည်းနှက်ချီနှက်ဆန်နေထွက်ကိုလုံးကြီးရင်းထိုးကိုလုံးနဲ့ရင်းထိုးလို့မရဘူး။ခါလဲကုန်းနေလို့မရဘူး။တတိပဒံတုတ်တိုင်းတုတ်တိုင်းမှာမျက်စွာဖက်ကအရင်ဆုံးစလုပ်ခိုင်းတဲ့လူကခန္ဓာကိုယ်ကိုဖြောင်းယောက်ထားတယ်။တင်မလင်ကိုထိုင်တယ်။တင်မလင်ကိုထိုင်ဆိုတဲ့နေရာမှာကခြေသလုံးနှစ်ခုတည်းလိုရှင်ပြီးထားတာ။ကက်ရက်ကိုကက်ရက်ရှင်ပြီးထားတာ။အဲ့ဒါတင်မလင်ကိုထိုင်ပြီးပါပဲ။ခြေတော့တစ်ခုပေါ့ 6ရောက်တစ်ခုထပ်ပြီးတော့အခုမဟာပလင်ဆိုတာတည်းကဒါကိုနီးကိုဟန်နဲ့ထွင်လာတာခနာကိုကိုညှင်းဆဲတဲ့သဘောတွေရှိနေတယ်။အဲ့ဒါဒီကဒီခနာကိုမှရှိနေတဲ့အောက်ပိုင်းအကြောချင်းတွေတွေးတွေကိုပိတ်ထားသလိုဖြစ်နေတယ်။တကယ်တမ်းကျတော့တင်မင်လွေထိုင်ဆိုတာက6ရောက်နှစ်ချောင်းကိုရှင်ရက်ချထားတာ။အဲ့ဒါတင်မင်လွေထိုင်နေပါပဲ။အဲ့တော့ဒီခြေောက်တွေကိုတစ်ခုပေါ်တစ်ခုတင်ပြီးတော့ထိုင်ကျင်လဲထိုင်လို့ရတယ်။ကိုနီးကိုဟန်နဲ့ကိုပေါ့နော်။အဲ့တော့မြတ်စွာဘုရားကတင်မလို့ထိုင်ပါလို့ပြောတယ်။ပြီးတော့ခါကိုဖြောင်းဖြောင်းထားတယ်။ ခါကိုလျှော့ထားလို့မရဘူးခန္ဓာကိုယ်တစ်ဖြောင်နဲ့ဖြောင်နေရမယ်ခေါင်းကမတ်နေရမယ်ခေါင်းကြီးငိုက်နေတာဒီအဲ့ဒါမျိုးလုပ်လို့မရဘူးပြီးတော့ကမ္မထမ်းအာယုံကိုရှုပါတဲ့ဒီလိုပဲပြောထားတာတိုးတိုးဝင်တဲ့လေကိုတိုးတိုးဝင်တယ်လို့သိတယ်ရှည်ရှည်ဝင်တဲ့လူရှည်ရှည်ဝင်တယ်လို့သိတယ်မြင်းသားသားဝင်အောင်လုပ်အမျိုးဆုံးအဲ့ဒီအထဲမှာဟောထားတဲ့အထဲမှာဒီလေဝင်လေထွက်ကိုပဲအဓိကထားပြီးလို့ကြီးခိုင်းတာအဲ့လိုတရှူရှူတရှဲရှဲနဲ့အတိတ်ခေါင်းလေးရိုင်းထိုးပြီးတော့လောက်ခိုင်းတာမှရှိဘူး နောက်တစ်ခါအဲ့ဒီတုတ်တန်တစ်ခုမှာအာနာပါနသုတ်တစ်ခုမှာမြတ်စွာဘုရားကဗာဟောလဲဆိုတော့အာနာပါနတတိအာနာပါနကံကမ္မထံကိုရှုမှတ်တဲ့ပုဂ္ဂိုလ်ဟာတတိပဒံ၄ပါးသလုံးကိုရှုမှတ်ပြီးသားဖြစ်တယ်ဆိုတော့ဒီနှာခေါင်းထဲမှာတရှူရှူတရှိုင်ရှိုင်လုံနေတာကြီးကတတိပဒံ၄ပါးသလုံးကိုမသိနိုင်ဘူးတတိပဒံ၄ပါးဆိုတာကကာယတတိပဒံကာယကာယ ानु ပဒနာစိတ်ဓာတ် ानु ပဒနာဝေဒနာ ानु ပဒနာဓမ္မ ानु ပဒနာဆိုပြီး၄ခုရှိတယ်တတိပဒံ၄ပါးမှာအဲ့တော့ဒီနှာခေါင်းက လင်းဝင်လေထွက်ကိုကြည့်နေတာနဲ့ဒီလေးပါးသလုံးဘလို့ပြည့်စုံတာလဲနှာခေါင်းထဲမှာလင်းဝင်လေထွက်ကိုတိုးတိုးရှူတယ်ရှီရှီရှူတယ်သူ့အတိုင်းသူရှူနေတာကြည့်ရင်လေဒီလေးရှူလေထွက်ကိုအားထုတ်ခြင်းနဲ့စိတ်ကလေးတွတ်တွေ့အဲ့ဒါဆိုစိတ်ဓာတ်နုပတ္တရာဖြစ်သွားပြီလေးရှူခြင်းတော့ကစိတ်ကအရင်ဆုံးလှုပ်တော်လိုက်တာလေးရှူဖို့အတွက်စိတ်ကလေးအရင်ဖြစ်တာဖြစ်တော့အဲ့ဒီစိတ်ကလေးကိုတွတ်တွေ့တော့လေးရှူဖို့အတွက်စိတ်ကအရင်ဖြစ်တာတခါတလေလေးရှူနေရင်လေကိုမရှူရင်တော့ပင်ပန်းတယ်လို့ခံစားလာတယ်ပင်ပန်းလာတယ်ဆင်းရဲလာတယ် ဒုက္ခဝေဒနာကိုစတွေ့တယ်ဝေဒနာဝေဒနာကမထမ်းလဲလေးကိုမရှုရင်တော့လားလေးရှုရတာကခန္ဓာကိုယ်ပင်မနေလို့စိတ်ထဲမှာထင်လာတယ်အဲ့တော့စိတ်ကပင်မပြီးတော့လေးကိုမရှုရင်မဲနဲ့ရက်ပလိုက်တဲ့အခါမျိုးနေရှိချောက်သွားတဲ့သဘောတွေ လုံနေတဲ့အလုပ်တစ်ခုပဲဒီစိတ်ကိုပဲထိုင်ပြီးကြည်နေတယ်စိတ်ဓာတ်နှုတ်ပတ်နာလည်းဖြစ်သွားတယ်ခန္ဓာကိုယ်ကြီးဖောင်းကျွလာတယ်ပြန်ပိန်သွားတာကိုလည်းတွေ့တယ်ဒီလင်းဝင်လေးဝင်သွားတာကိုလည်းသတိထားမိတယ်တိုးထိပ်သွားတာလည်းသတိထားမိတယ်တစ်ခါပြန်ပြီးတော့ထွက်သွားတဲ့အခါမှာလည်းအားထုတ်လိုက်တာကိုလည်းသတိထားမိအဲ့တော့အားထုတ်တဲ့စိတ်တွေရှိရဲ့ညှစ်ထုတ်တဲ့သဘောတရားတွေရှိနေတယ်ဒါဤသင်္ခါရကိုပြုတ်လုံနေတယ်ဒီသင်္ခါရပြုတ်လို့တဲ့စိတ်ကသာလျင်ဒီလေးရှူလေးတို့ကိုလုံတယ်ရှစ်လေးရှူလေးတို့ကိုလုံရတာမြင်လာတဲ့ခါမှာ ပင်ပန်းနေမရှူခြင်းတော့မရှူခြင်းတဲ့ခါကျတော့ရပ်လိုက်တယ်ရပ်လိုက်တဲ့ခါမှာခန္ဓာကိုယ်ကတခါလေပြန်လူလာတဲ့ခါကျရင်အတင်းအရှည်ကြီးဆွဲရှူလိုက်တယ်ဆွဲရှူရင်လည်းအထုတ်ခြင်းနဲ့စိတ်ကြီးဖြစ်တယ်ဒါတွေကိုခောက်တော့ခောက်ပြန်ခောက်တော့ခောက်ပြန်ကြည်နေရတာအဲ့ဒီသဘောတရားကိုကြည်နေဒါကသတိပဋ္ဌာန်အထုတ်တာအဲ့ဒီလိုမဟုတ်ဘဲနဲ့တရှူတူတချဲချဲရိုင်ထိုးနေတာကသူတို့နီးသူတို့ကမှားတယ်ဒီမှန်တယ်ဒီမပြောဘူးအဲ့တော့ဝိပဿနာဆိုတဲ့စကားကဗမာလူမျိုးတွေပြောဖို့အလျံအလှံဝေးပါသေးတယ်အရင်ဆုံးလုပ်ရမယ့်အလုပ်ကကိုယ့်ကိုယ်ကိုစိတ်ဆင်ကြအောင်ရေလို့ ငါအဖို့တို့မလုပ်ဘူးငါဘာတိလာလောက်ငါလုံအောင်ထိမ့်မယ်ဆိုပြီးတော့တတိမပြတ်မွေးပြီးတော့ခြေလေးရိုက်တော့မယ့်အချိန်မှာတော့ငါဒါကစောင့်ထိန်ရမယ့်အရာကိုချက်ချင်းနာတော်ပဲတိခံနိုင်တယ်အဲ့ဒီလောက်အထီကိုကိုယ်စိတ်ကိုကိုယ်စင်ကြယ်နေအောင်တုံးတက်နေအဲ့ဒီလောက်စိတ်စင်ကြယ်လာရင်ဘာဖြစ်လဲဆိုတော့တမာရီတည်လာတယ်စိတ်တက်တယ်ရဲရင်လာတယ်ကြောက်ရွံ့တဲ့စိတ်တွေတုန်လှုပ်တဲ့စိတ်တွေမရဲရင်တဲ့စိတ်တွေမရှိတော့အဲ့ဒီအချိန်ကျစိတ်ကတည်ကြည်လာတယ်တည်ကြည်လာတဲ့စိတ်မှာတတိကမြင်လာတယ်ဒါဆိုအဖေကအနာပနာ အနာပါဒသတိပဋ္ဌာန်တုံမှာဘာဟောတာလဲဆိုတော့သတိလွတ်သောပုဂ္ဂိုလ်တဲ့စင်ကြင်ဉဏ်မဲ့သောပုဂ္ဂိုလ်ကိုတဲ့ငါအနာပါဒသတိပဋ္ဌာန်မဟုတ်ဘူးတဲ့အဲ့တော့အနာပါဒသတိပဋ္ဌာန်ကိုအားထုတ်ဖို့ကအနာပါဒကမ္မထံကိုအားထုတ်ဖို့ကသတိအားကောင်းရမယ်သတိအားမကောင်းလို့မရဘူးသတိအားကောင်းရမယ်စင်ကြင်နိုင်တဲ့ဆွမ်းအားရှိရမယ်ခုနပြောသလိုကမ္မထံကိုပဲလေဝင်လေထွက်ကိုကြည်နေတန်းတန်းနဲ့နောက်ကစိတ်ဓာတ်နုပ္ပတနာတွေဝေဒနာနုပ္ပတနာတွေကာယနုပ္ပတနာတွေအကုန်လုံးကိုစင်ကြင်နိုင်တဲ့ဆွမ်းအားရှိရမယ် ပေါ်လာသမျှကာယ ानु ပတ္တနာဝေဒနာ ानु ပတ္တနာစိတ်တ ानु ပတ္တနာစိတ်ကလှုပ်ဆော်ရင်လှုပ်ဆော်တဲ့စိတ်ဖြစ်တယ်လှုပ်ဆော်တဲ့စိတ်ကမရှိတော့ဘူးမလှုပ်ဆော်တော့ဘူးလေကမြင်းမြင်းလေးထွက်နေတယ်လေကလုံးလုံးရက်သွားပြီရှူကျင်တဲ့စိတ်မရှိတော့ဒါတွေကအစအကုန်လုံးဒီဇိုင်းမမတ်သိနေရတယ်အဲ့ဒီလိုဒီဇိုင်းမမတိနေတဲ့သူ့ရဲ့တဘာဝကိုဒီအရှိတိုင်းတိနေတာကွာကာယတတိပဋ္ဌာန်လည်းဖြစ်တယ်ဝေဒနာတတိပဋ္ဌာန်လည်းဖြစ်တယ်စိတ်တ ानु ပတ္တနာဓမ္မ ानु ပတ္တနာဓမ္မသဘောတရားတွေပေါ်လာတဲ့ဓမ္မတွေ ပြီးတော့ကြံစည်တဲ့စိတ်တွေဖြစ်လာဒီပေါ်မှာစင်ကျင်သုံးသပ်နေစင်ကျင်သုံးသပ်နေဒါစင်ကျင်သုံးသပ်တဲ့ဓမ္မသဘောဒီသဘောတခါပြန်သိရငါဒီကာယတွေကိုငါစင်ကျင်သုံးသပ်နေတာပဲဒီစင်ကျင်သုံးသပ်တဲ့သဘောတရားလေးရှိနေတယ်ခုနဒီသဘောတရားလေးပျောက်သွားပြီတတိပဲရှိတော့တယ်တစ်ခုပြီးတစ်ခုဖြစ်ပေါ်လာသမျှအရာတွေကိုစင်ကျင်သုံးသပ်နိုင်တဲ့စွမ်းအားရှိတော့အနာပနာတည်းရေအလုပ်ပါပဲအဲ့ဒီလိုအလုပ်ကိုနေ့စဉ်နဲ့မျှလေ့ကျင့်လိုက်ရင်ဘာတွေအားကောင်းလာလဲလို့မြင်လို့ရှိရင်အကုသို့တစ်ခုကိုကျူးလွန်တော့မယ်ဆိုတတိယအရင်ပေါ်လာတယ်ဟာငါမကျူးလွန်နိုင်ဘူး ။ဘာဒီလို့ကမလုံးတဲ့ဘူးဆိုအခုတော့ပယ်ဖို့အတွက်စိတ်ကစဖြစ်လာတယ်။အဲ့ဒီချိန်ကျပယ်နိုင်လာတယ်။အဲ့ဒါပြီးလို့ရှိရင်ကောင်းမှုတွေကိုလုပ်ရမယ့်နေရာမှာအော်ငါဒီယဟန်ကိုငါအလေးမြတ်ပြုတဲ့နေပုံကိုပဲယဟန်ဒီအလေးမြတ်ပြုပါမှာတန်ခါကိုရည်မှန်းပြီးအလေးမြတ်ပြုပါမှာဒီယဟန်ကသူ့အတူအနေထိုင်တက်တက်မတက်တက်ယဟန်မြင်တာနဲ့လက်အုပ်ကလေးခြစ်တက်တဲ့အလေးချင်းကြီးဖြစ်လာကိုရင်လေးမြင်ငယ်လက်အုပ်လေးခြစ်တက်တဲ့အလေးချင်းကြီးဖြစ်လာတယ်။တိရရှင်လေးတရားစား ဒါဒီတာသနာအနွယ်ဝင်နေဆိုရိုးရိုးတည်တည်ပေးကန်းစွန်ကျဲလှူဒန်းတက်တဲ့စိတ်တွေပေါ်လာအဲ့ဒါကမိမိစိတ်ကိုမိမိဒစီဆုံးမှနေတာအာနာပါနသတိပဋ္ဌာန်ကမ္မထံကိုအာထုတ်တင်လာလို့မင်းအလွန်မတန်မှအာထုတ်တင်တယ်ဝိပဿနာဆိုတဲ့စကားကိုခဏတည်းဖိဖဲထားပါအောင်အဲ့ဒီလိုတတိအားတွေကောင်းလာတဲ့လူမှာမိမိကိုယ်ကိုမိမိအာကုသူတွေရှောင်ကွင်းလာနိုင်တယ်စင်ကြဲလာတယ်စင်ကြဲလာလေတမာတိတက်လာလေတမာတိတက်လာလေပို့ပြီးတတိအားကောင်းလာတယ်တတိအားကောင်းလာဒီလိုတဆင်ချင်းသွားရတာဖြစ်ချင်းကြောင့်လူတယောက်မှအနည်းဆုံးတော့ ဒီအလုပ်ကိုလုပ်ဖို့နှစ်ပေါင်းများစွာအားထုတ်ရပါလိမ့်မယ်။ရဟန်းမဟုတ်တဲ့အတွက်ဒီကိလေသာကာမဂုဏ်တွေမစွန့်ပြစ်နိုင်တဲ့အတွက်အများကြီးလုပ်ရပါလိမ့်မယ်။နော်။